ဒါကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာတော့ရှေးရခင်ကတည်းကကျွန်တော်တို့မြန်မာလူမျိုးတွေယုံကြည်ခဲ့တဲ့အဲ့ဒီဆုံးဆိုတဲ့စကလုံးပေါ်မှာမူတည်ပြီးတော့မြမကံမီယာနီးရီယာဆုံးဆိုတာပါလေဆုံးမျိုးစားတွေကဘလောက်တောင်ရှိလဲနိုင်ငံတကာမှာရောဆုံးတွေကိုဘလို့ရှုမြင်ကြလဲဆုံးတွေကတကယ်ပဲလူသားပတ်ဝန်းကျင်အတွက်ဒုက္ခပေးနိုင်သလားဆိုတာကိုဘာသာရေးရှုထောင့်ကနေရောသိပ္ပံရှုထောင့်ကနေပါတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီတော့စီစဉ်လေးကိုဇဝင်စားရင်ကျွန်တော်နဲ့တူဗီဒီယိုလေးကိုသုံးပြလိုက်ပါကြည့်ရှုရင်းနဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့ကိုလည်းမမေ့ပါနဲ့ဗျ။အခုပထမဆုံးပြောပြချင်တာကတော့အဲ့ဒီဆုံးဆိုတဲ့ဝဟရဟာဇုံနာဆိုတဲ့ပါဠိစကားကနေပြည့်စည်ပြီးတော့ဇုံဆုံးဆိုပြီးဖြစ်လာခဲ့တာပါ။ရှင်မြတ်မာတွေကတော့ဆုံးနေဟာအယောင်ဝါတောက်ပပြီးလူကိုဖန်ဆားနိုင်တဲ့တကိုးရှိတယ်လို့ယုံကြည်ခဲ့ကြပါတယ်။လောကီအင်္ဂုတ္တရဂျမ်းကြီးအရာဆိုရင်တော့ဆုံးမျိုးခုနှစ်ပါးတောင်ရှိပါတယ်။အရာတွေကတော့ခေါင်းဆုံး၊ခြေဆုံး၊ကိုဆုံး၊မောက်လုံးဆုံး၊မောက်ပြဆုံး အင်္ဂလိပ်ဆုံးနဲ့ကိုဝေးမြောက်ဆုံးနေပဲဖြစ်ပါတယ်။ဒါကိုလွယ်တကူမှတ်မယ်ဆိုလို့ရှိရင်ဆုံးပညာ90ဆင့်လို့လည်းမှတ်ယူနိုင်ပါတယ်။ဒီဆုံးနေတဲ့မှာခြေဆုံး၊ခေါင်းဆုံးနဲ့ကိုဆုံးဆိုတဲ့၃မျိုးကတော့လူကိုတေးအောင်ဖမ်းဆားနိုင်မယ်နဲ့ကျန်တဲ့၄မျိုးကတော့လူကိုတေးအောင်ဖမ်းဆားနိုင်တယ်လို့ဆိုပါတယ်။နောက်ပြီးကဝေးသားရာကျန်းနေအရာဆိုရင်ခြေဆုံးကနေမောက်ပြားဆုံးထိ၅မျိုးကကိုးကွယ်စရာနတ်မရှိလို့ကိုယ်တိုင်ဖန်းစားကြရပြီးတော့အင်္ဂလိပ်ဆုံးနဲ့ကိုဝေးမြောက်ဆုံးတွေကတော့ကိုးကွယ်ရာနတ်တွေရှိလို့ ဘရိုးကိုစိတ်ကိုင်းပြီးတော့ဖန်ဆားနိုင်တယ်လို့ဆိုပါတယ်။ဒီနေရာမှာကျွန်တော်နောက်ထပ်တစ်ခုထပ်ပြောပြချင်တာကတော့အင်္ဂလိပ်ဆုံးကိုဇော်ကနီလို့လည်းခေါ်ကြပြီးတော့ဂဝေးမြောက်ဆုံးကိုတော့ဂဝေးလို့ခေါ်ကြပါတယ်။နောက်ပြီးခုနကပြောခဲ့တဲ့ဇော်ကနီအဆင့်မှာလည်းအောင်နှက်ဆိုနယုတ်ဖြစ်တာလူတွေကိုပြူစားတဲ့ဒေဝဇော်ကနီကြားနဲ့ရှင်နိုင်တဲ့အစွမ်းထက်တဲ့ဗျက်ကဇော်ကနီတရေဘလူးဖုတ်ပိဋ္ဌာနိုဝင်နေဖြစ်တဲ့ယခဇော်ကနီနဲ့ခနာကပြောကြတဲ့ဇော်ကနီအားလုံးကိုအုတ်ချုံနိုင်တဲ့အစိမ့်မြင့်ဆုံးအိမ်နာဇော်ကနီဆိုပြီး၄မျိုးထက်ရှိပါတယ် ါပေမဲ့ရက်ထဲမှာတော့မြမကမ္မီယာကြမ်းကြီးမှာဖော်ပြထားတဲ့ခொနကအမီနာမားတွေကိုသိချမသိပဲနဲ့ဝမ်ဝဲဆုံးတဘာဝဆုံးနဲ့ဆုံးနဲ့တိုးလောက်ပဲလွယ်တကူခေါ်ဝေါ်ကြပါတယ်။အဲ့ဒီတည်းမှာဝမ်ဝဲဆုံးဆိုတာတွေကတော့အမေရဲ့ဘိုက်ထဲမှာကလေးကဆုံးဖြစ်မွေးရပါပညာတွေကိန်းဝတ်လာသူတွေဖြစ်ပါတယ်။တချို့တွေကအရွယ်ရောက်တဲ့အချိန်သူတို့ကိုသူတို့ဆုံးပညာတတ်နေမှန်းတော့မသိပဲနဲ့အเจ้าရတွေတိုက်ဆိုင်မှာဖြစ်ရတူးတွေကြုံတွေ့ရလိမ့်ရှိပါတယ်။ အဲ့ဒီဝန်ွဲသုံးတွေကိုခုနကကျွန်တော်ပြောတဲ့ကြံကြီးတွေနဲ့ပြန်ချိန်ကြည့်မယ်ဆိုရင်အဲ့ဒီဝန်ွဲသုံးတွေအရွယ်ရောက်လာတဲ့အခါမှာပေါ့နော်ဒေဝဆောကဏီယခဆောကဏီနာဂဆောကဏီယခကာကဏီနဲ့နာဂဆာကဏီဆိုတဲ့နာမည်တွေနဲ့ပညာရှင်တွေဖြစ်လာကြပါတယ်တဘောကတော့သူတို့ကိုစောင်းလျှောက်ပေးတဲ့ကန္နပနတ်တရဲ့တဘောအနုပေါ်တွေရှိတာမို့လို့သူတို့ရဲ့စိတ်ထဲကအာယုံပြူးလိုက်တာနဲ့ထင်းချောင်းကိုမွေပြောင်းလောက်တာတွေမျက်ရည်မျက်စောင်းနဲ့တစ်ဖက်လူကိုဖန်ဆားတာမျိုးတွေလုံနိုင်တယ်လို့သိရပါတယ် ဒါကဆရာတဦးကတင် जा ပြသပေးတာမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်မိခင်ဝမ်းမှာပဏိတနေတဲကလေးကပညာတွေပါလာတာဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီဝမ်းနှဆုံတယောက်ဟာသူ့အနေနဲ့စက္ကန့်နဲ့ပညာမြင့်ရင်မြင့်တဲ့လောက်ခေါင်းဓာတ်တွေရောဆိုးဓာတ်တွေပါပြူစားနိုင်စွမ်းရှိပါတယ်။ကျွန်တော်တို့ရက်ထဲမှာတော့ဒီလိုပညာရှင်တွေကိုအထက်လန်းဆရာတို့ဘယောကဆရာတို့စသဖြင့်နာမည်မျိုးစုံနဲ့ခေါ်ဝေါ်ကြတာပေါ့ဗျာ။အဲနောက်တစ်မျိုးပြောပြမှာကတော့တဘာဝဆုံးပေါ့နော်။အဲ့ဒီဆုံးမျိုးစားကတော့တဘာဝကနေရရှိထားတဲ့တပညာတွေကိုပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီတဘာဝဆုံးဆိုတာကိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့ဆုံးနေနဲ့ရှင်တွဲတဲ့အခါမှာတော့သူတို့ကိုခေါင်းမွန်တဲ့အမိနာမဖြစ်နေတတ်မှတ်ကြတာတွေ့ရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့မြန်မာရိုးရာယူဆမှာမီးဆုံးတို့မြေဆုံးတို့ပစ်ဆုံးကြောက်ဆုံးရေဆုံးအဲ့လိုလူသားမဟုတ်တဲ့ဆွမ်းအားဆုံးဝိစာတဲ့တွေကိုဘုက္ခုဓူးတွေအနေနဲ့တတ်မှတ်ပေးလေရှိကြပါတယ်။ဝတ္ထုဇလန်နဲ့မှာဆိုရင်ရေကိုအစိုးရတဲ့မီးကိုချုပ်ကိုက်နိုင်တဲ့မဟာသူရဲကောင်းတွေဖြစ်ပေါ်ပြလေရှိကြပါတယ်။ အခုနောက်ဆုံးပြောပြမယ့်တစ်မျိုးကတော့ဆုံးတ်လို့ခေါ်တဲ့အယူအဆပဲဖြစ်ပါတယ်။အခုဒီသုံးလုံးကိုရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ဒါကအောက်လန်းပညာရှင်တွေကိုဆွလိုတာဖြစ်ပါတယ်။ဒါကိုကြားဘူးကြားတဲ့ပြည်သက်တွေရှိပါလိမ့်မယ်။မော်ပညာမှာနိုင်ရောင်စင်းဆိုတာကအကျန်းဆုံးပညာအဆင့်ကိုဆွလိုတာဖြစ်ပါတယ်။ဒီပညာရဲ့ရဲ့လောက်မှာတရေတွေတစေတွေနတ်ဆိုးတွေပါဝင်ပြီးတော့ဒါကမော်ပညာရဲ့အမြင့်ဆုံးပညာရက်တွေလည်းဖြစ်ပါတယ်။ဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်မြန်မာပြည်ထဲမှာမကဘဲနဲ့ ရင်ကျေမှုအစဉ်အတန်မြင့်နယ်လို့ဆိုတဲ့အနောက်နိုင်ငံတွေမှာပါဆုံးယူစတယ်လုံထင်ရှားပါတယ်။ရေယောမကဲမတန်ခင်ကတည်းကအီချစ်ပြည်မှာဆုံးတက်တွေခေစားခဲ့ပြီးတော့ယောမအဝိရိမှာဆိုရင်ဆုံးတက်တဲ့သူတွေကိုရာဇဝဲဂျူးလုံးသူတွေလို့တောင်သတ်မှတ်ခဲ့ကြပါတယ်။အဲ့ဒီဆုံးကဝေတွေဟာလူတွေကိုသာမကပဲနဲ့လူတွေပိုင်ဆိုင်တဲ့ကျွဲတွေနွားတွေလဲရချောင်းချောင်းတွေကိုပါ ပြူစားနိုင်တယ်လို့ယူဆခဲ့ကြပါတယ်။နောက်ပြီးကလေးတွေကိုလည်းဖမ်းဆားတတ်တယ်လို့ရေကြီးအောင်မိုးခေါအောင်သဘာတိနဲ့နေပြည့်စည်အောင် လူကိုတရိษံဖြစ်အောင်ဖန်တီးနိုင်တယ်လို့ပါယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်သူတို့ရဲ့ဥရောပဥပဒေမှာပေါ့နော်။ကောက်ပဲတိနံတွေဖျက်ဆီးတာတွေ၊ဖျားเจ้าကပစ္စည်းတွေကိုဖျက်ဆီးတာတွေ၊လူသေးလောင်းတွေတူပေါ်ခြင်းတွေ၊ရုပ်တုတွေနဲ့ပြုလုပ်တဲ့ဆုံးပညာနဲ့မကင်းတဲ့လုပ်ငန်းတွေကိုရေးယူတားမြစ်ခဲ့ပါတယ်။ဒါပြင်လူတဦးတယောက်ရုပ်တရက်နာမကျန်းရှိပြီးပေးလွန်သွားတယ်ဆိုရင်တော့ဒါတွေကဆုံးပြူစားခြင်းကြောင့်လို့အများစုကယုံကြည်ခဲ့ကြပါတယ်။အဲဒီလိုဆုံးပြူစားတဲ့အခါမှာတော့ပြူစားတဲ့သူရဲ့ရုပ်တုကိုဖျောင်းနဲ့ထုပြီးတော့ ဂါထားတဲ့မန်နရတွေနဲ့စီရင်နာနိုးတွေရှိသလိုတချို့ကတော့ပြူစားခံရမယ့်သူတွေရဲ့လက်သေးတို့ခြေသေးတို့သဘင်နဲ့အဝတ်အစားစားတာတွေကိုပြူစားနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ကျွန်တော်တို့တချို့ရှေးလူကြီးတွေကသူတို့ရဲ့လက်သေးတွေခြေသေးတွေသဘင်တွေကိုတောင်ကောင်းကောင်းသိမ်းဆဲကြပါတယ်။နောက်ပြီးအနောက်တိုင်းယူစားရဆိုရင်တော့ဗောနော။စေတံလို့ခေါ်တဲ့နတ်ဆိုးကြီးကဇုံတက်ကိုပေးတာဖြစ်ပြီးတော့အဲ့ဒီဇုံတက်တဲ့သူဟာစေတံကိုသူ့ရဲ့ဝိညာဉ်ပေးရရတယ်လို့ဆိုပါတယ်။အဲ့ဒီဇုံကုတ်ဝတ်တွေဟာတရိစံအသွင်နဲ့လူတွေထဲမှာရောနှောနေထိုင်တယ်လို့ မကောင်းတဲ့နာမည်စတွေနဲ့ရားတဲ့တာသမီတွေလည်းရှိတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဥရောပတိုင်းမှာဆိုရင်15ရာစုကနေ19ဇူတီဇုံးမာဆိုတဲ့ဆွဆွဲချမ်းတဲ့လူပေါင်း3သိန်းနီးပါးကိုဂါးစင်းပင်တတ်ခဲ့ပူပါတယ်။ဂျာမနီ၊အင်္ဂလန်၊ပြင်သစ်၊စပိန်နဲ့အီတလီနိုင်ငံတွေမှာဇုံးတွေကိုဝေချောင်းနေမှာစီရင်လေးရှိပါတယ်။အမေရိကန်ပြည်ထောင်စုကဆဲလက်မျိုးမှာဆိုရင်ပျူရီတန်လို့ခေါ်တဲ့ဂိုင်းဝင်းတွေကဇုံးတွေကိုစီရင်ခဲ့ကြပါတယ်။ဒီထဲမှာစိတ်ဝင်စားစရာတစ်ခုကတော့ဆုံးဟုံးမဟုတ်စမ်းတက်ဖို့အတွက်အနဲ့ထိုးကြည့်ပြီး အဲ့ဒီအထိုးတာမနာကျင်ဘူးဆိုရင်ဆုံးလို့သတ်မှတ်ခဲ့ကြပါတယ်။ဒါကြောင့်ဒီဆုံးယူစားတွေဟာတင်းညံမပွင့်ပြိုးသေးတဲ့လူရိုင်းခေတ်ကလေးကစတင်ခဲ့တာပေါ့ဗျာ။အရိခေတ်ကလူတွေကနေချက်တာတို့လာငပုတ်ဖန်းနာကိုတောင်နှစိုးတွေရဲ့လုံးရဲလို့ယုံကြည်ခဲ့ကြပြီးတော့တယောက်ယောက်မကြမ်းမလို့ရှိရင်လည်းစေဝါမရှိလို့ခါထားမန်းနန်းနေတယ်ပဲကူစားခဲ့ကြပါတယ်။ဒီလိုဖြစ်ပျက်နေကြမှာဆုံးနေတဲ့ပတ်သက်တဲ့လွမ်းမောပွဲကောင်းတဲ့အနောက်တိုင်းဌာနကြီးလေးတခုကိုပရိသတ်တို့တို့ပြောပြပေးကြပါတယ်။အရိဇလန်လေးကိုပြောပြရမယ်ဆိုရင်တော့ဟိုးရှိရှိတုန်းကမင်းကလေးတယောက်ဟာ ကဘာမျိုးပေါ်မှာဝန်ဝင်ဆုံးဖြစ်နေမွေးပွားလာခဲ့ပါတယ်။အဲဒီမိန်းကလေးအားတဘာဝတရားရဲ့ဘာသာစကားတွေနားလည်ပြီးတော့လေမြေမီကျယ်ရီရဲ့အစွမ်းကိုခံစားသိရှိနိုင်ခဲ့ပါတယ်။နောက်ပြီးသူမအားစေဘက်ဝင်ပင်နေရဲ့အကြောင်းကိုသိပြီးဒိန်းနေရွေးတာကိုကြည့်ပြီးတော့ရာသီဥတုတောင်ခံမှန်းနိုင်တယ်လို့ဆိုပါတယ်။ပထမကတော့ရွာသူရွာသားတွေကသူ့ကိုချစ်ခင်ကြပေမဲ့အဲမကြခင်မှာပဲသူ့ကိုကြောက်ရွံ့လာခဲ့ကြပါတယ်။အရာကတော့ယောမယောဂဇူကြီးတခုဖြစ်ပွားပြီးလူတွေတိုက်ဆုံတဲ့ခါမှာယွာရဲ့အကြီးကြီးတွေကခုပြတဲ့ဒီယောဂဟာ နမရားရဲ့ဖြစ်တန်လို့ဆုံးဖြတ်ပြီးတော့တရားခံဆရှာပါတော့တယ်။အဲဒီကမှာတော့ခေါနာကဝန်ဝင်ဆုံးကောင်းမလေးကိုဆွဆွဲခဲ့ကြပြီးသူမကိုတိတိုက်မှမီးရှို့ဖို့မိန်ချခဲ့ပါတယ်။ဒါပေမဲ့မီးတော့တွေသူ့နားကိုရောက်တဲ့အခါမှာတော့အဲဒီကောင်းမလေးကဂါထားတဲ့မန်တိုင်းလေးရိုးလိုက်တဲ့အခါမှာမီးတော့တွေကသူမကိုမထီဘဲနဲ့ပြန်ကျဲသွားခဲ့ပါတယ်။လေတွေကလည်းတိုက်ခတ်လာပြီးတော့တစ်ပိနေကသူမအတွက်မတက်ရပေးခဲ့ကြပါတယ်။အရင်မှာပဲထိတ်လန့်သွားတဲ့ရွာသားတွေကလည်းမြေပြင်မှာလှဲချပြီးတော့သူတို့ကိုခွင်းလို့ပေးကြဖို့အိုင်မင်းကလေးကိုတောင်းပန်ကြပါတယ် နောက်ဆုံးမှအိုင်မင်းကလေးကတော့သူမပေါ်မှာကျူးလွန်ဆွဆွဲခဲ့တဲ့လုံရက်တွေကြောင့်ဝမ်းနေပြီးတော့အဲ့ဒီရွာကနေအပီးတိုင်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။အခုကျွန်တော်ပြောပြတဲ့အရာကဒဏ္ဍာရီလေးတကူလို့ဆိုပေမဲ့အနောက်တိုင်းမှာတော့ဒီကောင်မလေးကိုပထမဆုံးဆုံးမလို့ယူဆခဲ့ကြပြီးတော့အဲ့ဒီချိန်ကလေးကသူမရဲ့အသိပညာတွေဇွမ်းအားနဲ့တဘာဝဆက်ဆက်မှုတွေကသူမရဲ့မျိုးဆက်ဖြစ်တဲ့မျိုးသမီးတိုင်းမှာရှိနေတော့မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒီတော့ဇဝင်စားစရာကောင်းတာက ဒီလိုစွမ်းနေရှိတာနဲ့ဇိုးဝါကောက်ချစ်ပြီးလူတွေကိုဒုက္ခပေးတဲ့ပညာတဲ့တွေဖြစ်သွားလားဆိုတဲ့ချက်ပဲဖြစ်ပါတယ်။တကယ်တော့ဆုံးဆိုတာတာမန်စကလုံးတစ်ခုတာမန်ယာရုတစ်ခုတာမန်တဘာဝလုံးစွမ်းတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကောင်းတဲ့စိတ်ဓာတ်ရှိတဲ့သူကဒီပညာရက်တွေကိုသူ့ရဲ့ကောင်းတဲ့ဘက်မှာအသုံးချရင်ကောင်းတာတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့လူသားတွေရဲ့ကောက်ချစ်တဲ့စိတ်ဓာတ်ကြောင့်တော့ဒီပညာတွေကဇိုးဘက်ကိုဦးတည်သွားတာလို့ပဲ သုံးသပ်မိပါတယ်။ဒါကဘေးရာကူးမှတည့်ရတဲ့လက်ကင်မထားဘဲနဲ့ ကျွန်တော်တို့လွန်လပ်တဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်ခြေတုံးကလူပွဲအစည်းတွေမှာသုံးမတွေကဖြားနာသူတွေကိုကူးတာပေးတဲ့ဆရာဝန်တွေဓာပွားဆရာမတွေတောင်ဖြစ်ခဲ့ကြပါတယ်ဒီကနေ့ကအဆက်ပရင်လို့အကိုက်ခဲပြောက်ဆွေးတွေဟာသုံးမတွေရဲ့ရိုးရစင်းလေးတွေကိုခြေခံပြီးတော့မုံမခအခောက်ကနေပြန်လဲပေါ်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့သုံးမတွေကိုရှေးဦးဇေဝပညာရှင်တွေလို့တောင်ခေါ်ဆိုနိုင်ပါတယ်ဒီကနေ့ကမှတော့သိပ္ပံပညာဖွံ့ဖြိုးလာတဲ့အမျှရုပ်တိပိတာပညာရှင်တွေတောင်သုံးတွေရဲ့မော်ပညာတွေကိုစိတ်ပညာနဲ့အာယုံကျော်သိပ္ပံရှုထောင့်ကနေလေးလာနေကြပါပြီ။ ဘဲအဆုံးနဲ့တိမ့်ပံယူဆောင်မှာအချင်းချင်းလက်ခံလေးစားတဲ့သဘောတရားလေးတွေလည်းပေါ်ပေါက်လို့လာနေပါပြီ။လုံခဲ့တဲ့နှစ်နှင်းငယ်ကတော့ဆုံးနေရဲ့တရားထိုင်ခြင်းနဲ့ချင်းစင်ထိုင်ခြင်းတွေကိုစိတ်ဖိစီးမှုရှားချနိုင်တယ်လို့တိမ့်ပံပညာကထောက်ခံအားပေးခဲ့ပါတယ်။ဒါပြင်ဆုံးနေခြင်းတုံးနဲ့လားရဲ့လက်ပံမှုနဲ့အပင်တွေပေါ်လွှမ်းမိုးမှုအကြောင်းတွေကိုလည်းကျွန်တော်တို့ဒီကနေ့က organic စိုက်ပျိုးရေးမှာတိမ့်ပံပညာကပြန်လည်အသုံးချလို့နေပါတယ်။ဒါရင်မကလေးပဲဆုံးနေကန်ဆောင်တဲ့တက်ခေါက်တွေ ်ခရစ်စတယ်တင်းရဲ့တတူတတ္တရဲ့စွမ်းနည်းကိုလည်းသိပ္ပံပညာကဘလို့အကျိုးရှိလဲဆိုတာကိုလေ့လာနေတယ်လို့သိရပါတယ်ဒါကြောင့်မို့လို့သုံးဆိုတဲ့စကလုံးကိုကြားတဲ့အခါအယူသေးလိုက်တာလို့တွေးနေမှစစိတ်ပညာနဲ့တဘာဝကိုပေါင်းစပ်နိုင်တဲ့ရှေးပညာလေးလို့တောင်ဂုဏ်ယူရမယ်လို့ကျွန်တော်ကတွေးမိပါတယ်ဟုတ်ကဲ့ပြိတက်ကြည့်လို့ရောဒီလိုထူးခြားပြီးစိတ်ဆွမ်းရည်နေရှိတဲ့နိုင်ငံတကာကစုံနေတဲ့မြမကံမီယာစုံနေပေါ်ဘလို့များထင်ကြလဲဆိုတာကောမန့်မှာရေးပေးခဲ့ကြပါအောင်ဗျဒီဗီဒီယိုလေးကိုသုံးတီကြည့်ရှုခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ် 脑袋是问啥事？不然老搞屁的生意呢，都变了，对吧？没可能。